ကျွန်တော်တို့တိုင်းနာ135မျိုးထဲမှာဗမာလူမျိုးလောက်နိုင်ငံကိုချစ်တဲ့လူမျိုးမရှိဘူး။နောက်ပြီးတော့နိုင်ငံကိုကာကွယ်ဖို့တာဝန်ရှိဆုံးပုဂ္ဂိုလ်တွေကလည်းဗမာတွေပဲ။ဘာကြောင့်ကျွန်တော်တို့ပြောလဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာသုံးနေတော့စာဒီဗမာစာပြောနေတဲ့စကားဒီဗမာစကားနိုင်ငံလူရေ60ရာခိုင်နှုန်းကျော်ကဗမာလူမျိုးဖြစ်တယ်။နော်။ နောက်ပြီးတော့ခင်းဆက်ဆက်ကြည့်ကြည့်ကျွန်တော်တို့ဗမာတွေစီးလုံးမှုပြက်ပြားတဲ့အချိန်တွေးကွဲတဲ့အချိန်ကမြန်မာနိုင်ငံအချိန်တွေရင်းရိုင်တဲ့အချိန်ပဲเนาะအဲ့ဒါကိုသိစေခြင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့ဗမာတွေဘလောက်တောင်နင့်နာခံခဲ့တယ်လဲကျွန်တော်ပြောပြမယ်အရင်ရင်တုန်းကကျွန်တော်တို့ဒီနိုင်ငံကိုဗမာနိုင်ငံလို့ခေါ်ခဲ့တယ်เนาะဒါပေမဲ့တိုင်းနာညီကောင်မောင်နှမတွေနဲ့เนาะစီးလုံးမပြိုကွဲခြင်းလို့ဗမာဆိုတဲ့အမည်ကနေမြန်မာဆိုပြီးတော့ပြောင်းခဲ့တယ် မာဆိုတာလူမျိုးတစုဖြစ်တာကြံခဲ့ပြီးတော့เนาะတိုင်းရင်းသားညီကိုမောင်နှမတွေနဲ့ဒန်းတူညီမြကျွန်တော်တို့နေထိုင်ခဲ့ကြတယ်ခွဲခြားမှုမရှိခဲ့ဘူးကျွန်တော်တို့ဗမာတွေเนาะနိုင်ငံသားဆိုတဲ့စိတ်နဲ့မြန်မာဆိုတဲ့စိတ်နဲ့ရှင်တန်ခဲ့ကြတာကာလတွေတော်တော်ကြာခဲ့ပြီဒါပေမဲ့ယခုချိန်မှာကျွန်တော်တို့ဗမာတွေမစည်းလုံးလို့မရဘူးเนาะလူတွေကပြည်တော်စုတိုင်းရင်းသားစည်းလုံးညီညွတ်မပြိုကွဲရေးလို့တာတွေးနေကြတာကျွန်တော်ပြောချင်တယ်เนาะ ကိုလူမျိုးချင်းချင်းတောင်စီလုံးအောင်မလုဆောင်နိုင်ရင်စီလုံးမှုမရှိတဲ့လူမျိုးကိုဘယ်လူမျိုးကမှမလေးစားဘူးအဲ့တော့ကျွန်တော်တို့လူမျိုးတွေစီစီလုံးလုံးနေကြမယ်ညီညီညွတ်ညွတ်နေကြမယ်ဇာယိတာပိုင်းဆိုင်ရာရောအတိညာဘူရူတာပိုင်းဆိုင်ရာတွေရောတော့ကောင်းမလောက်ပြုပြင်ရမယ်ကျွန်တော်တို့ဗမာတွေအချင်းချင်းကုညီရိုင်းပင်းရမယ်အားလုံးကိုလက်ကမ်းကြိုပါရစေကျွန်တော်တို့ဗမာညီကောင်မောင်နှမတွေ ဖွဲ့ဝင်ရင်းနဲ့ညီကိုမောင်နှမတွေရှိရင်လည်းအားလုံးကိုလက်ကမ်းကြိုးပါတယ်ကျေးဇူးတင်ပါတယ်